ဒီနေ့ကျွန်တော်တို့ဒါကနပစ်စိုက်ပျိုးရေးမှာအဟာရကျူရဲ့အပိုင်းမှာအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်တဲ့ over true မတ်တက်အကြောင်းကိုရှင်းပြပေးတော့မယ်။ဒီမတ်တက်ကြတော့ indoor လဲတုံးလို့ရတယ် outdoor လဲတုံးလို့ရတယ်ပေါ့နော်။အဓိကကတော့ तू ကဘာကိုစစ်တာလဲဆိုတော့ဒီပင်ထဲမှာရှိတဲ့အဟာရဓာတ်နည်းလားများလားဆိုတဲ့ပမာဏကိုကျွန်တော်စစ်တာပေါ့။အဲ့ဒါကိုအဓိက indicator ကတော့ EC လို့ခေါ်ရပေါ့နော်။ EC ဆိုတာ electro conductivity ဖြစ်တယ်။ electro conductivity ဆိုတာကျွန်တော်တို့ဒီအားဈေးပေါ့အများတော့အဖြစ်အားဈေးရာဓာတ်စားတမျိုးပဲခင်ဗျဒီအပင်ထဲမှာ EC ဓာတ်များနေရဆိုလို့ရှိရင်ဒါအပင်က over feeding ပေါ့နော် cara ဓာတ်လွန်ကဲနေရဆိုရက်ဒါလက္ခဏာတခုတို့ကျွန်တော်တို့တွေ့ရတယ်ကြွေနေလုံးနေတယ်သူရဲ့တတ်မှတ်ထားတဲ့နံပါတ်ကနေလုံးနေရဆိုလို့ရှိရင်ဘတ်တက်ပမာဏထက်နေနေရအတွက်ကြောင့်အပင်အတွက်ဖွံ့ဖြိုးရေးမှာသူအပင်ကြီးဖွာမှုအပိုင်းမှာ က်ခဲရှိနိုင်တယ်။ဒါဒီပင်လေးကိုနမူနာထားပြီးတော့ကျွန်တော်တို့စစ်ပြပေးမယ်။အပင်ရဲ့တက်တန်းကတော့ကျွန်တော်စိုက်ထားတလားရှိပြီ။ pore through နီးကတော့တပတ်တစ်ခါတော့စစ်ပေးဖြစ်တယ်။ဒါရကျွေးတာများလို့နေဘာဖြစ်မလဲဆိုတော့အမြင့်တွေလောင်တာတို့ရွက်လောင်သွားတာပေါ့နော်။အဟာရတွေးတာနည်းလုံးပြန်ရင်လည်းပဲအရွက်အယောင်မရှိတာတို့အရွက်ကဖွံ့ဖြိုးမှုအားနည်းနေတာတို့ဖြစ်နိုင်တယ် ဆိုတော့ကျွန်တော်တို့ဒီစိုက်ပျိုးရေးဘိုင်းမှာတော့အရင်အရေးကြီးတယ်ခဲကို optimum အကောင်းဆုံးဖြစ်တဲ့အာဟာရ level ပေးနိုင်မှတာပေါ့နော်ကျွန်တော်တို့ရဲ့ထွက်နှုန်းအများဆုံးရရှိနိုင်ပြီးတော့အပင်ရဲ့ကျန်းမာရေးကိုလည်းအကောင်းဆုံးကျွန်တော်တို့မြင့်တင်နိုင်မှဖြစ်တယ်ဆိုတော့ဒီနည်းကျွန်တော်တို့မဆန်းခင်ကိုပုံမှန်လောင်းပေးနေကြအာဟာရအချို့အတိုင်းတစ်နာရီလောက်ကြိုပြီးတော့လောင်းပေးထားတဲ့ကျွန်တော်တို့ဆန်ပေါ့နော်ဆန်အနေနဲ့ဒီအာဟာရ စနစ်နဲ့သုံးထားတဲ့ရေဆန်းရမှာပေါ့ကိုသုံးမဲ့ကရိယာနဲ့ဒီ RO စနစ်နဲ့သုံးထားတဲ့ရေဖြစ်တဲ့အတွက်ကြောင့် EC ပေါ့နော်ဒီ electro conductivity စားဓာတ်က0ဖြစ်နေရမယ်ပြီးတော့ pH level ကလည်းခုနှစ်လောက်ဝန်းကျင်ရှိရမယ်ရေကိုကျွန်တော်တို့ဒါဖြည်းဖြည်းချင်းအရင်ဆုံးလောင်းပေးပါပေါ့နော်ဘာလို့ဖြည်းဖြည်းချင်းလောင်းပေးရလဲဆိုတော့သူကစစ်မဲ့ရေကဒီအောက်ခြေကနေပန်းအိုးအောက်ခြေကနေထွက်လာတဲ့ ရေပမာဏကိုကျွန်တော်တို့ကစမ်းပါပေါ့။ဒါကြောင့်လဲဆိုတော့ရေလောင်းတဲ့သဘောတရားအရာအာဟာရတွေကအောက်ခြေမှာတင်ကျန်နေတာများတယ်။အပေါ်မှာမကျန်ခဲ့ဘူးပေါ့နော်။သူ့ရဲ့ density အရာရောဒီရေစင်း gravitational အရာရောဆိုတော့ကျွန်တော်တို့ကအောက်ခြေကထွက်လာတဲ့အာဟာရအကျွင်းကျန်နေကျွန်တော်စစ်မှာပေါ့နော်။အရင်များွားလုံးရင်လည်းဟိုလိုရတဲ့ပိုသွားပေါ့နော်။ reset တိတိကျကျရဖို့ခက်ခဲသွားနိုင်တယ်။ရေစထွက်လာပြီပေါ့နော်။ ေးတိုင်းတော့မယ်ပေါ့ဒီရဟာကိုကျွန်တော်ဖယ်လိုက်တယ်ဖယ်ပြီးွားရင်အောက်ခံရေးအားလုံးကိုခွက်ထဲကိုတီချာလောင်းထည့်လိုက်မယ်ပေါ့စားတိုင်းတော့မယ်ပေါ့နော်ဆိုတော့အခုလက်ရှိတိုင်းလိုက်တဲ့အခါမှာ pH level ကတော့4.6ပြရတယ်ပေါ့ဆိုတော့ရေက acidic ဘက်ကိုဒီမြတ်နည်းနည်းတွား ပုံမှန်အဖြစ် EC ကကျွန်တော်နှစ်လောက်ပဲရှိရမှာ哦အခုပြနေလားဒါ4.45လောက်ပြရဲဆိုတော့များနေပေါ့ပြောရမယ်ဆိုလို့ရှိရင် overfeeding ဖြစ်နေပါတယ်။ဘာလို့ ਆ မလဲဆိုတော့အပင်ကိုရေနဲ့ flush off တစ်ခါလုပ်ပေးရမယ်ပေါ့။ဒေချာဒီပိုလွန်လွန်ကဲနေတဲ့စားတတ်တွေကိုဖယ်ထုတ်ပါအောင်ပေါ့။ဆိုတော့ဒီနေ့ပြပေးတဲ့ tips တွေကတော့ဒီလောက်ပဲခင်ဗျ။ဆိုတော့နောက်ခါကျရင်လည်းကျွန်တော်တို့တခြားပေါ့နော် indoor site တဲ့ ဒီ tips လေးကိုလည်း share လုပ်အောင်မှာဖြစ်တဲ့အတွက်ကြောင့်စိတ်ဝင်စားရဆိုလို့ရှိရင် URL အနေနဲ့ကျွန်တော် page လေးကို like and share လေးလုပ်ပေးလို့ရပါတယ်ခင်ဗျာအားလုံးပဲပြီးစားပါ